တရားကိုဖြတ်တဲ့အချိန်မှာငလင်းကစလှုပ်တာပေါ့မှာတရားကကြိုးကြကြိုးကြတဲ့အချိန်မှာဒီကအကုန်ပြင်းပြီးတော့ငါလည်းမိကင်သားတော့ဆိုပြီးအဲ့လိုထွက်ပြီးတော့တပ်ပန်းနှစ်ယောက်ရေထဲကိုထိုးဆင်းလိုက်တာလေးရမြောက်ညနေညနေဆောင်ကျွန်တော်တို့6နာရီမတင်းလောက်မှာအဲဒက်ဘော်ဒီပြန်ရတော့ဘောနော်ဒက်ဘော်ဒီတွေ့မှာတော့အော်ညီတကယ်တေသွားပြီတကယ်မရှိတော့ဘူးခေရကဘာကိုတယောက်နဲ့ထားသွားရဲ့လို့တွေ့ရင်ထင်ပါဘောအဲကြတော့သူ့ကိုခွင့်လို့ပါလို့ပဲကျွန်တော်ကပြောနေတော့ဘော ြစ်ဖြစ်ချင်းဆိုရင်လုံးဝဟိုလိုပြတ်သွားသလိုပေါ့နော်ကိုကဘာတစ်ခုပြတ်သွားသလိုပါလို့ကျွန်တော်ကဒီသမီးနဲ့ပဲကျွန်တော်ကအသက်ဆက်နေတာကျွန်တော်ဒီသမီးအတွက်ပဲကျွန်တော်ကဘယ်မှမသွားဘဲနဲ့ရေအောင်မပွားကျွန်တော်စောက်ရှောက်နေတာကျွန်တော်မှဟိုသွားစရာရှိတယ်သမီးကိုလည်းအများန်းပြောတယ်သမီးကိုစိတ်မချလို့အဖေကဘယ်မှမသွားတာကျွန်တော်သမီးကိုပဲတောက်လျှောက်ရေအောင်မကွာចောင်းသွားចောင်းဖို့ចောင်းပြန်ជူရှင်ជူជူရှင်ဖို့ ဒီသမီးကိုပဲအချိန်ပေးလာတာဒီပြင်အာကစားတော်မှာကျွန်တော်သမီးကြောင်းမလို့ကျွန်တော်တော့မှဟိုနေပြလုပ်ဖို့တွေပါကြီးကျွန်တော်ဟိုပယ်ဖြတ်ထားတာပေါ့အခုလိုဖြစ်တဲ့ဖြစ်သွားတာဆိုတော့ဟိုလုံးဝယူချုံမရဘူးကျွန်တော်ဟိုကိုယ့်ရဲ့ရှက်တီနေတဲ့ဟုတ်စားလေးတော့မှဟိုဘလို့မှဟိုလက်သိမခံနိုင်ဘူးပေါ့မှာဘာလို့လဲဆိုကျွန်တော်သမီးကျွန်တော်ကမတရားချစ်တာဆိုတော့လေကလေးကလည်းဖေးမတရားချစ်တာသူကလည်းယောက်ျားလေးစိတ်ဆိုတော့ ဖေးသွားလျက်တော့ရှောက်တကောက်ကောက်လိုက်တယ်အဲ့တော့ကျွန်တော်တို့ကဟိုပေါ့တကယ်ဦး BOC ကိုစီသွားထည့်တာပေါ့စီသွားထည့်ပြီးတော့အပြန်ပါဖြစ်တာပေါ့ဒေါက်တာဝီတရားမှာတကားဟိုဖြတ်တဲ့အချိန်မှာငလင်းကစလှုပ်တော့ပေါ့မှာစလှုပ်တော့ဟိုဘိန်းပေါက်တယ်မှန်တာအစတော့တော့ဟာလေငါသမီးဘိန်းပေါက်ပြီးဆိုပြီးတော့ကင်ထားတော့သူပြောပြီးတော့နောက်ကျတော့မှစိုက်ကယ်ကိုမလဲအောင်ပြန်ပြီးတော့ထိန်းလိုက်တော့ကျတော့ဘိန်းပေါက်တာမို့အဲ့ဒီမှာဘေးကိုကြည့်လိုက်တော့တကားတွေကအေး ဘောင်ကြီးကဧည့်နေတော့ကျတော့ကျွန်တော်ကဟာကသမီးဗိမ်ပေါက်တာမဟုတ်ဘူးတရားကျူးတာဟာသမီးကြိုင်သားနော်ငလင်းလှုပ်တာဟာသမီးကြိုင်သားဆိုပြီးတော့ရှေ့ကိုကြည့်လိုက်တော့ကျတော့ကိုကနှစ်တိုင်ပဲရှိတော့နှစ်တိုင်ပဲရှိတော့ကဲငါရှေ့ကိုပဲနှစ်တိုင်ကိုပဲဖြတ်တော့မယ်ဆိုအဲ့ချိန်မှာငလင်းကမတရားကြမ်းတော့ကျတော့ဟိုဆိုင်ငယ်မောင်းရတာကိုအစင်မပြေဘူးအစင်မပြေတဲ့ဂျားတွေကနေပြီးတော့ကြိုးစားပြီးတော့ဆိုင်ငယ်မလဲအောင်တကြောင်အဲ့ရှေ့ကိုလည်းရောက်မြင်ရရောက်တာတကြောင်မောင်းရင်မောင်းရင်လည်းအဲ့မှာတိုင်မော်ကိုတက်တော့မယ့်အချိန်မှာဒုတိယတိုင်ကိုတက်တော့မယ့်အချိန်မှာတရားကကြိုးကြတယ် ိုးကြတဲ့အချိန်မှာကိုကတဲတဲကြရင်တော့နှစ်ယောက်စလုံးတေးမှာပဲနောက်ကကိုကလေးပြားတွေပါရင်လည်းဖီမိမှာပဲအဲ့တော့ငါဒီဘက်ကိုထွက်မယ်ဆိုပေကျွန်တော်ကနေအစွဲဘက်ကိုလက်ကန်ကိုထိုးပြီးတော့လီဘအကုန်ပြင်းပြီးတော့ငါလည်းမိကင်နာတော့ဆိုပြီးအဲ့လိုထွက်ပြီးတော့တပ်ပန်းနှစ်ယောက်ရေးတွေကိုထိုးဆင်လိုက်တယ်လမ်းတဝက်ထီဆိုသမီးကပါပါသေးတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကသမီးကိုခုနကပြောသလိုမျိုးဗမာနေရနေပြီးတော့အများနဲ့ချိန်ထားတာကျွန်တော်သမီးကိုကျွန်တော်ဆိုင်ကဘောကနောက်ကတင်တာနဲ့ဗမာနေကျွန်တော်ကချိန်ထားတာငါသမီး ဘာလုံနေလဲနောက်မှ तू အိမ်ငိုက်နေမလားအဲ့ဒါမို့အမြဲကိုကကြည့်ပြီးတော့ချိန်နေတာဆိုတော့ရေတဝက်ထီကိုတမီရပါတယ်အရေးတဲ့အကြတဲ့အချိန်ကျမှလည်းရေလိုက်နေပါလဲဆိုတော့ကလေးကပွဲဆောင်မှုရပါတယ်နောက်ဆုံးရေတဲ့ကြတဲ့အချိန်မှဟိုကျွန်တော်ကတော့ရေတဲ့ကြတဲ့အချိန်မှစိုက်ကယ်ရောလူရောရေတဲ့ကြတဲ့အချိန်မှကိုကစိုက်ကယ်ကြီးအုပ်ထုပ်ကဟိုပါမေးတိုင်းကျိုးကလည်းမင်းတို့မတရားအစ်တော့မေးတိုင်းကျိုးဖြုတ်လိုက်ဖြုတ်ပြီးတော့ကျွန်တော်အပေါ်ကန်တက်လိုက်တော့ အပေါ်ရောက်လာတော့အဲ့မှာကလေးကပေါ်လာမလားဆိုပြီးတော့ကျွန်တော်အကလေးကိုလိုက်ရှာတယ်ရေထဲမှာကလေးကိုလိုက်ရှာပထမသူရဲ့ဆိုင်ငယ်စည်းအုတ်ထုပ်လေးပေါ်လာတယ်ဆိုင်ငယ်စည်းအုတ်ထုပ်ပေါ်လာတော့ဟာဒီနားဆိုင်ငယ်စည်းအုတ်ထုပ်ပေါ်တယ်ဆိုပြီးတော့အိုက်နာကိုမဲတင်ရှာအိုက်နာလည်းရှာမရကိုယ်လည်းအကူကြီးကကူမဲ့လို့မရှိဘူးလေမားလေဘာလို့လဲတော့သူတို့လည်းသူတို့အပူနဲ့သူတို့ဟိုဘက်မှာလည်းကမ်းမတွေကပြိုတော့ကဲပါဦးနေအကုန်အော်နေတာဆိုတော့ကိုယ်အော်လည်းသူတို့မကြောက် မကြတော့အားနဲ့နောက်ဆုံးတနာရီလောက်အချိန်ကြာရည်တိမရတဲ့အဆုံးအမဆက်လက်လေးတစီရောက်လာတယ်သူကဆက်လက်သမားလေးကလိုက်ရှာပြီးတော့မိချောင်းလျှောက်လိုက်ရှာတောင်ရှာမြောက်ရှာနဲ့တနာရီလောက်ရှာတယ်မတွေ့မတွေ့တဲ့အဆုံးအားလားဆက်လက်သမားကိုပါတဲ့ပဆံလေးပေါ့နော်အကိုရဲ့စီဘိုးလေးယူပါဆိုတော့သူကလည်းမယူပါဘူးဆက်လက်သမားလည်းသဘောကောင်းပါတယ်သမီးရအမဟိုဖြစ်ပြီးတော့၄ရက်မြောက်မှာပြန်ရှာပြီးတော့တွေ့တာပေါ့နော်၄ရက်မြောက်ညနေညနေဆောင်ကျွန်တော်တို့6နာရီမတင်းလောက်မှာအဲဒီ dead body ပြန်ရတာပေါ့နော် ဘယ်လိုနေလဲတွေ့တာဆိုတော့သူကအောက်မှာတစ်ခုညှိပြီးတော့သူတို့ပြောတာတော့ခေါင်းလေးညက်နေတယ်လို့ပြောတယ်ပေါ့နော်မကလေးရဲ့ခေါင်းလေးနည်းနည်းငက်ညက်နေတယ်လို့ပြောတယ်ပြောပြီးတော့တွေ့ပြီးတဲ့ဆိုပြီးတော့အပေါ်တက်လာပြီးတော့တွေ့တယ်ဆိုတော့ဟိုအလောင်းကနှလောင်းကျန်တော့ဆိုတော့ဘယ်သူလောင်းလဲဆိုတော့ဟိုဟာတဲ့အာသကားပေါင်းမိနေတဲ့အဲ့ကြီးပြလေးနဲ့ဆိုတော့အဲ့ဒါဆိုရင်ဒါကျွန်တော်တမိပဲလို့ပါဆိုတော့တမိကအာသကားပေါင်းမိနေလေတရားနည်းလည်းပြက်မတော်ဘူးပုတ်စော်လည်းမနံဘူးကင်လို့လည်းရတယ်လေးရမြောက်တာပြောတာ ဟိုရေခဲရိုက်ထားတယ်လို့ပဲအသားလည်းတောင်းတောင်းတင်းတင်းခြေလက်အင်္ဂါအကုန်ပြည့်စုံတယ်ဘယ်ဟာမှမကျိုးမပဲ့အဲနောက်စီလေးတစ်ခုပဲသူဒဏ်ရာလေးနည်းနည်းဖြစ်တော့အရမ်းမလို့ဖြစ်တာပေါ့နော်ကျွန်တော်လည်းဟိုစောင့်မလို့ရပါတယ်ကျွန်တော်လည်းနည်းနည်းတွက်ချက်ကြည့်လိုက်တဲ့အချိန်ကျတော့တော့သူကလည်း73နဲ့လဲကြားတယ်ပေါ့အမရေနောက်တရာအဖွဲကိုစောင့်တာကြည့်တော့ကျွန်တော်လည်းတရာအဖွဲကလည်း73အဲသူကြားတာလည်း28ရက်နေ့28ရက်နေ့သူ့မွေမွေနေ့ကလည်း28ရက်ကျွန်တော်ရဲ့မွေခုနှစ်ကလည်း82ခုနှစ်ဆိုတော့ ကနန်းနေအဲ့မှာသွားစုံတယ်ကျွန်တော်ကတနင်္ဂနွေဆိုတော့တက်အဲ့တော့73ခုပါဆိုတော့3ခန်းတန်းလိုးနေတယ်လိုးနေတော့အားနဲ့ကျွန်တော်သူ့တော်ကိုမေးတယ်မင်းငယ်သူ့မေလာမှာလားဆိုတော့သူကလည်းသူ့မေလာမှာပေါ့ဖေရှင်ရောက်မှာတော့ဒီနေ့ရောက်မှာဆိုအဲဆိုရင်လည်းကလေးတော့ဒီနေ့တော့တွေးလောက်မှာပဲဆိုပြီးတော့ကျွန်တော်ဟိုကလေးတွေ့ရင်ဟိုဒါတိုင်းတချို့အမှဆိုတော့ကိုကတီးတော့ကိုပေါ့ကိုပြင်ဆင်လာတော့ပေါ့အဲ့နေမှာသူ့မေရောက်တဲ့အချိန်အဲ့မှာခန်းကပြေးသွားပြီပေါ့ကိုတွေးပေါ့နော်အဲ့လိုပြေးသွားတဲ့အချိန်မှာအဲ့တွေ့ ဲတစ်သုံးတစ်သုံးနှစ်ရှင်းနှစ်ရှင်းတည်းအဲ့မှာသွားစုံတဲ့ချိန်မှာအဲတိုက်ဆိုင်မှုပေါ့ကျွန်တော်ကတော့ဟိုမကြည့်ရတော့အကြောင်းမရှိပါဘူးဆယ်တော်လဲကိုယ့်ဘက်ကိုဆယ်တယ်ကိုင်တော်လဲကိုယ့်ဘက်ကိုကိုင်တယ်ဘာလို့လဲတော့ဟိုမှာဟိုကျွန်တော်တို့ကညနေစောင်းပြီဆိုတော့ပရာဟိတကလည်းမရှိဘူးလေကိုင်မဲဥစ္စာလည်းမရှိဘူးမရှိတော့ကိုယ့်ဘက်ကိုကိုင်တယ်ကိုယ့်ဘက်ကိုအဲ့ဒါတဘောတွေထည့်ထည့်ပြီးတော့မှအပေါ်တင်ပြီးတော့မှအကာသမားတရားနဲ့အပေါ်တင်ပြီးတော့မှယူလာတော့ဟုတ်အကောင်ကိုယ်တိုင်နောက်ဆုံးအချိန်ကြီးကိုယ်စနီးရဲ့ဥစ္စာကို ိုလိုပုံနဲ့ထွက်ချင်းနဲ့ဘာမှလည်းမရှိဘူးကျွန်တော်သမီးကိုကျွန်တော်နန်းနဲ့ပွေးတယ်နောက်ဆုံးအချိန်တကြိုတဲ့နောက်ဆုံးအချိန်ချီကိုအဲသူနှုတ်ဆက်လိုက်တယ်ဟာမလုံလောက်သေးဘူးမကျွန်တော်ဆိုခုချိန်ကြီးကျွန်တော်သမီးတဘောကျွန်တော်ကြည်ရဲသေးဘူးအဲ့လောက်ကြည့်ချီရင်ဟိုတည်ရမလားစိတ်ကမရဘူးဒီတိုင်းနာစိတ်ပြည့်လက်ကြောင်းနဲ့စကားရည်ပြောအဲ့လိုကျွန်တော်သမီးတဘောခုချိန်ကြီးကျွန်တော်မကြည်ရဲသေးဘူးအဲ့အဲ့လောက်တည်ရော ဖြည့်ပြင်းညာဆိုရင်အဲအိမ်မက်လေးတစ်ခါပေးတယ်ဟိုကျွန်တော်အိမ်မက်ထဲကိုလာသူလာပြီးတော့မှဟိုဘိုင်မျက်စာနာတော့မသိဘူးပေါ့မှငပြောစီလေးသူတက်ကြိုက်စားတယ်လက်ကလေးနှစ်ဖက်ကိုပြတ်ပြပြီးတော့ဒီလိုအပေါက်ပေါက်လေးတွေပေါ့နော်အဲ့ဒါလေးပဲပြပြီးတော့သူအဲ့ဒါလေးအဲ့ဒါလေးပဲသူအိမ်မက်ပေးတယ်အဲဒါကြောင့်ဩတမီးမြက်ဘိုက်စာနေတာမသိဘူးဆိုပြီးတော့အဲ့ဒါဘုန်းကြီးစိုးနေပါလေလောင်တော့အဲ့လိုရှက်ခိုင်းငပြောစီလေးပါလေအဲ့လို သူအိမ်လောင်းဟိုင်းတာပေါ့နော်အဲ့လိုလေထဲလောင်းပြီးတော့ဆိုပြီးတော့အဲ့လိုထဲလောင်းတည်တဲ့တဲ့အရွယ်ရောက်နေတဲ့ချိန်မှာပေါ့နော်အဲ့လိုဖြစ်သွားတယ်ဆိုတော့ကိုလည်းဟိုစိတ်မကောင်းဘူးခုချိန်ဒီကိုညာဆိုရင်တည်ရမလားသူကြောင်းတွေ့ရဆိုရင်အဲ့လိုဖြစ်သွားမှန်းကိုမသိဘူးအဲ့လိုလက်မခံနိုင်သေးဘူးပေါ့မှာတဲ့ body တွေ့မှာတော့အော်ဒီနေ့တကယ်တည်သွားပြီတကယ်မရှိတော့ဘူးဒါပေမဲ့ခုချိန်ဒီလည်းတည်ရမလားဟိုမနေ့မိုးလင်းလာပြီဆိုရင်ကိုကအော်ဘာသမီးကမရှိတော့ဘူးငါ ဟိုငါသမီးစီသွားတယ်မလို့တော့ဘူးအဲ့ဒါမှဘလောက်ပင်မှန်မှန်သိရမလားဟိုသမီးဟိုမြင်လိုက်ကိုကပြန်မှန်းတယ်ပြီးပြောက်သွားတယ်ဘုရားရှိခိုးတယ်သူ့အတွက်စလုံးနေလုံးကသူ့အတွက်ဘုရားတောက်တော်ကြီးတွေဘာတွေလဲတဲ့သူ့အတွက်စလုံးနေလုံးတည့်ရပါဦးကျွန်တော်မပြန်ဘူးကျွန်တော်သမီးတော့ပဲကျွန်တော်ဆွတောင်းမယ်အန်ရကင်းပါစီဘေးရှင်းပါစီပေါ့နော် ိုအမှားရင်းသူတစုံတရာလုံးပြီးတော့မှခွင့်လုပ်ပေးပါဆိုပြီးတော့အဲ့လိုကိုထည့်ပြီးတော့ဆူတောင်းလာအဲ့နေတော့ဆိုရင်ကျွန်တော်ဆိုရင်ဟောလူကို73နှစ်လုံးလုံးဆူတောင်းနေတာတော့မှငါဆူတောင်းပါလို့မပြေတာတော့ဘောသူ့ကိုပြောချင်တာတော့ဖေကိုခွင့်လုပ်ပါလို့ပဲကျွန်တော်တော့ပြောချင်တာပေါ့ပြောချင်တာဆိုတာကတော့တယောက်တည်းဒီထားခဲ့တယ်လို့သူခံစားဖို့မရဘူးမြတ်ကလေးတွေကြတော့ရှင်နေတာပြပါရဲ့ကျွန်တော်ကဆဲနိုင်တယ်ကိုကလေးရှင်နေတာကြတော့မဆဲနိုင်မဆဲနိုင်တော့ ဟိုသူ့ကိုထားပြီးတော့ပြန်လာပြီးသူ့စိတ်ထဲမှာဆိုတော့ဒီတော့ဖေကငါ့ကိုတယောက်တည်းထားသွားတယ်လို့တည်ရင်ထင်ပါပေါ့အဲကြတော့သူ့ကိုခွင်လို့ပါလို့ပဲကျွန်တော်ကပြောနေတော့ပေါ့သူ့ကိုဘယ်လောက်ထိချစ်တယ်ဆိုတော့သူကတော့သိပြီးတော့သူဒီဆုံးမှာသူ့စိတ်ထဲမှာအလိုလေးထင်သွားမှာပဲကျွန်တော်ကဆိုတော့ပေါ့